ချင်းကလေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MD ဟာ2022ခုနှစ်အတွင်းခေါင်းပုံဖြတ်ခံရတဲ့အလုပ်သမားများအတွက်အလုပ်ရှင်ထံမှတောင်းခံပေးခြင်းလုပ်ငန်းဝင်ထိခိုက်အန္တရာယ်အတွက်နှိမ့်နာချေကားတိုက်တိုက်စုံမှုများအတွက်နှိမ့်နာချေများပြစ်ခတ်တပ်ဖြတ်ခံရမှုအတွက်နှိမ့်နာချေများလုပ်ငန်းရှင်သိမ်းဆည်းထားတဲ့ passport များ passport ရှိပါလဲနဲ့ထိုင်းပြည်ဖန်ဆီးပြီးတော့ဝင်ညစ်ခြင်းများ ကိုဝင်ဆောင်ပြီးခင်လောက်များကလေးမွေးဖွားနိုင်ရန်မွေးဖွားစေအကူအညီတောင်းခံရှာဖွေပေးခြင်းများခွဲစိတ်ကူတမှုခံရမယ့်လူနာတို့အတွက်အကူအညီငွေများပေးနိုင်ခြင်းအဖေမရှိတဲ့အဖေနေရာမှာအဖေနာမည်ခံပေးခြင်းများနဲ့အဖေမရှိတဲ့အဖေနေရာမှာအဖေနာမည်ခံပေးခဲ့ခြင်းများနဲ့အလုတ်ကင်ရှာဖွေပေးခြင်းများစွာတို့ကိုနေ့စဉ်လာစဉ်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာအလုတ်သမားများအတိုင်းအတာတစ်ခုထိအကာအကွယ်များအကူအညီများရရှိခဲ့ကြပါတယ်။ ိဘပြည်သူများခင်ဗျာဒီကနေ့2015ခုနှစ်ဇွန်လ4ရက်နေ့မှာတော့ထိုင်းနိုင်ငံကိုပို့လိုက်တဲ့ MOU အလို့သမားတွေဘယ်လိုတွေဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ MOU အလို့သမားများကိုယ်တိုင်သတင်းစာရှင်းလင်းခြင်းပြုလုပ်ခဲ့ပါတယ်။ရန်ကုန်မြို့36လမ်းမှာရှိတဲ့မြန်မာ Channel လေးကွန်ရက်မှာ MOU အလို့သမားများဖြစ်ကြတဲ့မတန်တန်ပြုံကိုဖြိုးရန်တော်သိမတ်လွလွင်မိုးကိုအေးမင်းအောင်ကိုစောမြတ်ချိုတို့ကထိုင်းနိုင်ငံမှာတွားရောက်အလို့လုပ်ကင်ခဲ့ရမှာ ိမိတို့ဖြစ်ပျက်ခဲ့တဲ့ပြဿနာများနဲ့ပတ်သက်ပြီးတော့ကိုတွေ့ဖြစ်ရပ်များကိုရှင်းလင်းပြောကြားသွားမှာပဲဖြစ်ပါတယ်။ MOU လို့သမားတို့ဖြစ်တဲ့မတ်တန်တန်ပြုံးကသူမတွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်များနဲ့ပတ်သက်ပြီးတော့ခုလိုပဲရှင်းလင်းပြောကြားခဲ့ပါဗျာ။ခေါ်ရတဲ့အခါကျတော့ရေနံမှုပုံမလုံးပါဘူးအမိုက်ဆက်ရုံမှာအញ្ញမ်းညစ်ပတ်တဲ့ချီးခွက်သေးခွက်တွေအဲ့လိုမျိုးရတယ်မဟုတ်ပါဘူးအဲ့လိုမျိုးရောက်သွားတဲ့အခါမှာဒီကအစိုးရနဲ့စာချုပ်ချက်ဝါတော့ဖုန်းနံပါတ်၄လုံးပေးလိုက်မယ် အဲ့ဒီမေးလုံးလည်းသူတို့ပပင်းလိုက်ဘူးကားလာတော့ွားခဲ့ပပင်းလိုက်ဘူးခိုင်းနိုင်နေဟိုကနေဒီလာပေါ်တဲ့တထေးဆိုရယ်ခိုင်းရင်တထေးဆိုရယ်လို့ကဟိုရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့ passport တွေကိုပုံပြီးတော့အဲ့နောက်မှာတော့ကိုဖြူရန်တော်အောင်တင်းကလည်းသူဖြစ်ပက်ခဲ့တဲ့ကိုတွေ့ဖြစ်ရများနဲ့ပတ်သက်ပြီးတော့၎င်းမဲလွင်လင်မိုးကလည်း၎င်းတွေ့ကြုံခဲ့တဲ့ကိုတွေ့ဖြစ်ရများနဲ့ပတ်သက်ပြီးတော့၎င်းကိုအေးမြောင်ကလည်းသူတွေ့ကြုံခဲ့တဲ့ထိုင်းနိုင်ငံမှာဖြစ်ပက်ခဲ့တဲ့အရာများနဲ့ပတ်သက်ပြီးတော့၎င်း ိုစောင်းမြတ်ချို့ကလည်းမိမိဖြစ်ပျက်ခဲ့တဲ့တွေ့ကြုံခဲ့တဲ့အရာများနဲ့ပတ်သက်ပြီးတော့ခုလိုပဲပြောခဲ့ပါဗျာ။ဘာကြောင့်ထောင်ကြတာလဲ။တက်ဆိုင်ရာ၃မီလီကဘာကြောင့်အချိန်မကူညီခဲ့လဲ။တက်ဆင်းသားကြံဖြစ်နေပါ့မယ်။အဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံဘူလေးလို့သူပြောပါမယ်။ကျွန်တော်နဲ့စာချုပ်ချုပ်ပြောလို့မယ်ဆိုကျွန်တော်မှအဲ့နောက်မှာတော့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAD မှအမှုဆောင်ဒါရိုက်တာဦးကျော်ထောင်းက MOU လို့တမားများနဲ့ပတ်သက်ပြီးတော့ခုလိုပဲအခြေတော်ဝင်ရှင်းလင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။ဒီမှာကျွန်တော်တို့ တော်များများပြည့်ပြည့်စုံပါလားဓာတ်ပုံချပြပြီးတော့ဆိုတော့ဟိုချုံမေးတာပြောလို့ရှိရင်မဟုတ်တာသေချာအောင်ရေးပြီးတော့ထုတ်ဝေထားတဲ့အတွက်ကျွန်တော်မိတ်ဆက်ပြောခဲ့တယ်လို့ကျွန်တော်တနည်းအားဖြင့်လုပ်ခဲ့ပါတယ်ခုလည်းပဲတော့ဒီပါပြည်များခင်ဗျာ MD အဖွဲ့အားဆိုရင်စေတနာရှင်အချို့ရဲ့အနှဲငယ်အကူအညီမှုမှလွဲပြီးတော့မိတိအဖွဲ့စီရဲ့အပြေးအဝါထောက်ခံမှုကမှရရှိထားကြတဲ့သူများမဟုတ်ပါဘူး MD အဖွဲ့မှာမိတိတရားဝင်လောက်ကန်ခွင့်မှမရှိကြပေမဲ့ လူကုန်ကူးခံကြရတဲ့မြမအလုပ်သမားများအတွက်မိမိလိုအားကောင်းငွေများအကုန်ကြခံပြီးတော့တက်ဆွန်ဆန်များကူညီနေကြသူများဖြစ်တယ်လို့လည်းသိရပါတယ်။ဒီပါပြည်များခင်ဗျာထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAD ဟာကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ DSI HDD ထိုင်းတောင်ပိုင်း ဖန်ကအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မြောက်ဒီဒီကုန်ကူမှုတာစီနေနေရေးတပ်ဖွဲ့မြန်မာတန်ရုံတို့နဲ့ပူးပေါင်းပြီးတော့လူငုံကူးမှုတိုက်ဖျက်ရေးတမန်ကိုလည်းအထူးပြုလှုပ်ဆောင်နိုင်ခဲ့တယ်လို့လည်းသိရပါပါခင်ဗျာ။ဒီပါပြည်မြန်မာဒီကနေ့ပြုလုပ်ခဲ့တဲ့ရန်ကုန်မြို့36လမ်းမှာရှိတဲ့မြန်မာ channel နဲ့ကွန်ရက်မှာထိုင်းနိုင်ငံကိုပို့လိုက်တဲ့ MOU လူသမားတွေကိုယ်တိုင်တည်င်းသာရှင်းလင်းပွဲပြုလုပ်သွားတဲ့ပတ်သက်ပြီးတော့ဒီပါပြည်မြန်မာ တွေ့မြင်ကြရည်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့် MOU လို့သွားများကိုယ်တိုင်သတင်းစာရှင်းလင်းပွဲပြုလုပ်သွားတဲ့၎င်းတို့ရဲ့ပြောကြားချက်များကိုမိဘပြည်သူများကြားသိအောင်လို့သတင်းပေးရိုက်ကူးတင်ပြပေးလိုက်ပါတယ်ခင်ဗျာမိဘပြည်သူများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ